အနာယူကိုနောက်ထပ်ခြေတလန်းပြင်လိုက်တဲ့ရော်နီဒိုအားလုံးပဲမင်္ဂလာပါများရက်ဒီဘတန်တွေကနေတင်ဆက်နေပါတယ်ခရစ်စတီယာနိုရော်နီဒိုဟာမကြခင်မှာသူနားယူတော့မယ်ဆိုတာဒီလင်းကြီးညာပြီးတဲ့နောက်နားယူတော့နောက်ပိုင်းမှာလောရမယ့်ကိစ္စတွေကိုတရက်ချင်းပိုးတော့အယုံဆိုင်လာခဲ့ပါတယ်ရော်နီဒိုကမကြခင်မှာစီပွားရေးလုပ်ငန်းအသင်းနေနဲ့မက်ဒရစ်မှာ private club တခုဖွင့်လှစ်သွားဖို့ပြင်ဆင်နေပါတယ်ရော်နီဒိုကသမားရဲ့ခန္ဓာအဆုံးဘောလုံးသမားတယောက်ဖြစ်မှတ်တမ်းတင်ကြေးနေတော့မှာဖြစ်ပါတယ် ရိုနယ်ဒိုကမန်ချက်စတာယူနိုက်တက်ရီယယ်မက်ဒရစ်ဂျူဗင်တက်နဲ့သူရယူဆွမ်းဆောင်ပေးခဲ့သမျှတွေကြောင့်အကစားသမားရဲ့အထူးချွန်ဆုံးပုံကိုတရားဖြစ်လဲသတ်မှတ်ခံထားရပါတယ်အခုချိန်မှာရိုနယ်ဒိုကအသက်40ကျော်အရွယ်ကိုရောက်ရှိနေတာတောင်းဆော်ရီပိုလီအသင်း NSR နဲ့ပေါ်တူဂီအသင်းတို့ကောင်းကောင်းကစားပေးနိုင်နေတော့မှာပဲဒါလည်းဆားရှိရင်အဆုံးရှိတဲ့ထုံးစံအတိုင်းပဲမကြာခင်မှာရိုနယ်ဒိုရဲ့နားယူရတော့မယ့်အချိန်ကိုရောက်ရှိလာတော့မှာလည်းဖြစ်ပါတယ်ရော်နယ်ဒိုကပြီးခဲ့တဲ့နေရာဒီမှာ NSR နဲ့စာယုတ်တက်တန်းတိုးခဲ့ပြီးတော့2029ရာသီကုန်နဲ့အထိအသင်းမှာဆက်လက်ပြီးတော့ရှိနေဖို့သဘောတူခဲ့ပါတယ် ဒီလိုဆိုရင်တော့မှရိုနယ်ဒိုအတွက်အားယူဖို့အချိန်ဆိုတာနီးကပ်ဆုံးဖြစ်လာပြီဆိုတာကြီးတည်နေတာဖြစ်ပါလိမ့်ရိုနယ်ဒိုကဒီလာစောပိုင်း PS Morgan နဲ့အင်တာဗျူးမှာသူအားယူမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောလာခဲ့ပါလိမ့်မကြခင်အားယူတော့မှာပါအဲ့ဒီချိန်ကြာရင်ကျွန်တော်လည်းပြင်ဆင်ထားပြီးလောက်ပါပြီဒါကခက်ခဲမှာတော့တေးကြတာပေါ့ဗျာကျွန်တော်ငိုတောင်ငိုမိနိုင်ပါလိမ့်ဒီလိုအားယူဖို့ရမ်းရမ်းကိုခက်ခဲမှာပါဒါမှလည်းကျွန်တော်ကအသက်25 26 29လောက်ကတည်းကကျွန်တော်အနာဂတ်ကိုတေးချပြင်ဆင်ထားပြီးပါပြီဒီတော့ကျွန်တော် DPR တန်ကိုခံနိုင်လောက်ပါတယ်လို့ရိုနယ်ဒိုကပြောခဲ့ပါလိမ့် ရနေယိုကကိုပိုင်စီပွားရေးလုပ်ငန်းတွေအများကြီးရှိပါတယ်။ရနေယိုကဟိုတယ်လုပ်ငန်းတွေအပြင် CR7 Clothing, CR7 Fitness, CR7 ရေမွေးကိုပိုင် YouTube Channel နဲ့နောက်ထပ်လုပ်ငန်းတွေအများကြီးပိုင်ဆိုင်ထားပါတယ်။စပိန်သတင်းဌာနရဲ့ဖော်ပြချက်အရရနေယိုနဲ့စီပွားရေးသမားမန်နျူအယ်ကန်ပို့စ်ကွာလာတို့ပူးပေါင်းကြရင်းနဲ့ Vega Private Member Club ကိုစတင်ဖွင့်လှစ်လိုက်ကြောင်းသိရပါတယ်။ရနေယိုရဲ့ကလပ်ဟာပေါင်းသင်းဆက်ဆံရေးနဲ့စီပွားရေးကဏ္ဍကိုတစ်စီချိုးပြောင်းလဲပေးနိုင်ဖို့လည်းမျှော်မှန်းထားပါတယ်။ ဒီကလပ်ကိုဂရင်းမာရဲ့ဘိုချက်88ဂါစတာလန်မှာနှစ်ကုန်ရင်အများပြည်သူအတွက်ပါစတင်ဖွင့်လှစ်သွားမယ်လို့စီစဉ်ထားတာပါကလပ်နေရာကစတူဒီယမ်မီတာ1000ကျယ်ဝင်ပြီးတော့လက်ကင်ဖုံးနဲ့ဓာတ်ပုံရိုက်ခြင်းကိုတားမြစ်ထားရလို့သိရပါတယ်ကလပ်ကနေဘက်မှာစီဝဲတွေတည်တံ့ရရှိတဲ့လုပ်ဖော်ကင်ဘက်တွေလာရောက်နိုင်တဲ့အပြင်ပေါ့ကတ်စတူဒီယိုတစ်ခုပါထည့်သွင်းထားမှာဖြစ်ပြီးတော့ညာဘက်ကျရင်တော့ထိတ်တန်းညစာစားပွဲတွေဒူးရှေဘားတွေပါဝင်တဲ့တည်တံ့ပန်းဖြစ်နေရာတစ်ခုဖြစ်ပြောင်းလဲသွားမှာလည်းဖြစ်ပါတယ်ကလပ်ကိုဒီပိုင်းနဲ့အဖွဲ့တွေအများကြီးအသုံးပြုနိုင်စေဖို့ဇုံ၃ခုခွဲပြီးတော့တိစောက်ထားပါတယ် လတ်ထဲမှာ coffee ဆိုင်၊ casa viga ၊ viga စားတောက်ဆိုင်နဲ့ toto italy စားတောက်ဆိုင်ဆိုပြီးတော့ပါဝင်မယ်လို့သိရပါတယ်။ဒါ့အပြင်ဝိုင်မျိုးမျိုးကိုမြည်ဆန်းကြည့်နိုင်စေဖို့ဝိုင်ကလပ်တစ်ခုကိုလည်းထည့်သွင်းထားအောင်ပါ။ဒီလိုခန်းသားကြီးကျယ်တဲ့ကလပ်ကြီးကဈေးမသက်သာဘူးဆိုတာလည်းထင်ရှားပါတယ်။ member ဝင်မထားတဲ့သူတွေဆိုရင်ဖိတ်စာနဲ့မှဝင်ရောက်နိုင်မှာဖြစ်ပြီးတော့တယောက်ကိုယူရို1000ခွဲလောက်ကုန်ကြမယ်လို့လည်းသိရပါတယ်။ Ronaldo ရဲ့ကလပ်ဟာရာသပန် member တွေဂျိုတင်ဘောကင်မှုတွေနဲ့အထက်တန်းလွှာတွေရဲ့အရသာကိုခန်းစားနိုင်စေဖို့အဓိကရည်ရွယ်ထားတာဖြစ်ပြီးတော့ဈေးသက်သာတာကိုနှစ်သက်ကြတဲ့သူတွေအတွက် ကနအူးယူရို2000သွင်းပြီးရင်တနစ်စာယူရို2400နဲ့မန်ပါဝင်ရောက်နိုင်မယ့်အစီအစဉ်လဲထည့်သွင်းပေးထားပါသေးတယ်။ရော်နယ်ဂိုကအနာယူပြီးနောက်ပိုင်းမှာသူလှုပ်ချင်တာလေးတွေလှုပ်ဖြစ်မယ်လို့ပြောထားပါတယ်။ရော်နယ်ဂိုကလက်ရှိမှာဇနီးလောင်းဂျော်ဂျီနာနဲ့ရွှေလက်တွဲဖို့ပြင်ဆင်နေပြီးတော့မိသားစုဘဝလေးကိုစတင်တော့မှလည်းဖြစ်ပါတယ်။လက်ရှိမှာရော်နယ်ဂိုက NSN နဲ့အတူ Sorry Bloody Champion ဖြစ်နိုင်အောင်လို့ကြိုးစားသွားဖို့ဤမန်းချက်ထားထားပါတယ်။ယာစီကောင်းရင်တော့ရော်နယ်ဂိုက2026ကမ္ဘာဖလားမှာပေါ်ဂီတင်းကိုဦးဆောင်ရင်းနဲ့ပါဝင်ကစားသွားမှာဖြစ်ပြီးရော်နယ်ဂိုရဲ့နောက်ဆုံးကမ္ဘာဖလားကိုကြီးစုအားပေးကြရမှာဖြစ်ပါတယ်။ ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရမြာ။